ကရင်ပြည်နယ်ဖအံခရိုင်လှိုင်းပွဲမြို့နယ်ဖပုံကျေးရွာအနောက်ဘက်ရှိလှိုင်းပွဲချောင်းအတွင်ရီစင်ကူးတဲ့မိန်းကလေးငယ်၃ဦးရင်းနစ်တိစွမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများနဲ့မြန်မာနိုင်ငံလူမှုကူညီကိစ္စရေးဖွဲ့ဖအံထံမှသိရပါသည်ယမန်နေ့အေပီလ30ရက်နေ့မွန်တဲချင်းခန်းကဖပုံကျေးရွာနေအသက်10နှစ်17နှစ်နဲ့14နှစ်အရွယ်မိန်းကလေးငယ်၃ဦးမှာထိုလိုင်းဘွဲချောင်းအတွင်းရေစင်းကူးရမှာယင်းနေ့တည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံတို့ကပြောကြားပါတယ်။၎င်းကဆက်လက်ပြီး ရှင်နစ်ခဲ့တဲ့ကောင်မလေးတွေကိုရွာကားလူတွေဝိုင်းရှာတော့ညနေ၄နာရီချိန်လောက်မှာမိန်းကလေးတစ်ယောက်ရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။နောက်ထပ်ရှာဖွေရေးလုဆောင်မှုအတွက်ကိုဖန်က rescue အဖွဲ့ထံကိုအကြောင်းကြားပေးခဲ့တယ်လို့ပြောကြားပါတယ်။မြန်မာနိုင်ငံလူမှုကွန်ရက်ကေဆေးရေးဖွဲ့ကရင်ပြည်နယ်ရဲ့ရေပြင်ရှာဖွေကေဆေးရေးဖွဲ့ဖန်ခရိုင်မှာမြန်မာနိုင်ငံလူမှုကွန်ဆေးရေးအဖွဲ့လှိုင်းဝဲမြို့နယ်နဲ့ပူးပေါင်းရှာဖွေလုဆောင်ခဲ့ရာညနေ9:00ခွဲအချိန်ခန့်တွင်နောက်ထပ်မိန်းကလေးငယ်တအုပ်ရဲ့ရုပ်လောင်းအားရှာဖွေတွေ့ရှိခဲ့ကြောင်း ဖန်အန် Rescue မှတာဝန်ရှိသူတို့ရဲ့ပြောကြားချက်များအရသိရပါတယ်။ဒီနေ့မေလာတရက်နေ့မနက်ပိုင်းမှာလေကြန့်ရှိနေတဲ့မိန်းကလေးငယ်တဦးရဲ့ရုပ်လောင်းကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ဓာတ်ပေါ်ရီ၃လောင်းလုံးပြက်လျက်ရရှိပါပြီလို့ဖန်အန် Rescue မှတာဝန်ရှိသူတို့ကဆိုပါတယ်။လိုင်းဝဲချောင်းတွင်ယင်းနေ့တည်ဆုံခဲ့ကြတဲ့မိန်းကလေးငယ်၃ဦးရဲ့ရုပ်လောင်းများအားဖန်အန်မြို့ပြည်သူ့စေယုံကြီးရှိရင်ခွဲယုံတို့ပို့ဆောင်ပေးထားကြောင်းလည်းသိရပါတယ်။